င်္ဂလာပါမြစ်စနာသတင်းဂျာနယ်ရဲ့အပတ်စဉ် TV စီစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းနာလူမျိုးစုတွေရဲ့အသံတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဝိုင်းမော်မြို့နယ်မိုင်းနာချေးရွာမှာရှိတဲ့ KBC စစ်ဆောင်စခန်းမှာထောက်ပံ့ငွေမရှိတာကြောင့်စားဝတ်နေရေးအခက်ကြုံနေရပါတယ်ဗမော်နဲ့မိုးညင်းအကျဉ်းထောင်တွေမှာရာဇဝတ်မှုနဲ့နှိရှေအကျဉ်းချနေသူတွေကို စစ်ကောင်စီကလက်နက်တပ်ဆင်ပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဆိုပါတယ်မြန်မာပြည်မြောက်ဖြားပိုင်းကချင်ပြည်နယ်ပူတော်ခရိုင်တဲကရေခဲတောင်ဒေသတွေကိုကြီးတော်လာရောက်မှုအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဝိုင်းမော်မြို့နယ်မိုင်းနာကျေးရွာမှာရှိတဲ့ KBC စစ်ဆောင်စခန်းမှာထောက်ပံ့ငွေမရှိတာကြောင့်စားဝတ်နေရေးအခက်ကြုံနေရပါတယ်။ မိုင်းနာချေးရွာမှာရှိတဲ့ KBC စစ်ဆောင်စခန်းကပြည်သူအယောက်2000ကျော်ဟာ Warfare Program ကလာစင်6ပန်းပေးတဲ့စာနယ်ရိက္ခ6ပန်းငွေမရရှိတော့တာ3လရှိလာပြီးဖြစ်ပြီးအခက်ခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။လာစင်လူဦးရေစရင်လာောက်တဲ့အချိန်ဘလို့ကြောင့်6ပန်းငွေမရှိတယ်လဲဆိုပြီးမေးမြန်းတဲ့အခါဆက်လက်6ပန်းဖို့အစီအစဉ်ရှိတယ်လို့သာပြောဆိုပြီးမနေ့ကဒီဇင်ဘာလကတည်းကအခုထိ6ပန်းငွေမရသေးတဲ့အပြင်တခြားအလူရှင်တွေလည်းမရှိဘူးလို့စစ်ဆောင်စခန်းတာဝန်ခံကပြောပါတယ်။ ยับเอฟก็ยับก็ดิกเซกันยันั่นมาชาบก็มีอ่ยังไงนะกูก็มีอ่อปะถึงก็จะมาถอดจนนะก็มีทั้งวัวก็แต่คะแนนน้อยอักเสบสาขบมาเยอะก็มีอ่ก็อาจจะอินเจทานี่ก็ยังไม่ชาได้สั่งมาสักอย่างตัวนั้นบ้างတနေ့တခြားဆိုးရွားလာတဲ့နိုင်ငံရေးအခြေအနေအကြောင်းနေစာအလုပ်ဖြစ်တဲ့ပြန်နောက်လိုက်တာတွေလက်သမားလုပ်တဲ့သူတွေနဲ့ စိုက်ခင်းလက်ခင်းတွေမှာအလုတ်လုတ်တဲ့သူတွေလည်းအလုတ်ကန်ရှားပါလာပြီးဝင်ငွေရဖို့နီလာတွေလည်းမရှိတာကြောင့်အဆင်ပြေအောင် မျှဝေစားတောက်နေရတယ်လို့လည်းဆိုပါတယ်။စခန်းသွင်းတနင်္လာပိုင်းဈေးဆိုင်ဖွင့်တာစက်ချုပ်တာဝက်မွေးမြူတာနဲ့တုံပိန်ပေါင်းတာစတဲ့အလုတ်လုတ်ကန်သူတွေအဖို့တော့အနှဲငယ်အဆင်ပြေကြပေမဲ့အလုတ်မရှိတော့တဲ့မိသားစုတွေကလေးတက်ကြီးရွယ်အိုတွေနာတာရှည်ဖြားနာသူတွေရှိတဲ့မိသားစုတွေကတော့အခက်အခဲတွေပုံမူရင်ဆိုင်နေရတာပါ။ စိတ်ဆောင်စခန်းကတာဝန်ရှိသူကြီးတွေအနေနဲ့လည်းစာနယ်ရိက္ခာကိစ္စကိုဖြေရှင်းနိုင်ဖို့စီစဉ်ဆောင်ရွက်ထားမှုတွေမရှိပေမဲ့အခြေအနေအရစားဆရာမရှိတော့တဲ့အခြေအနေကိုကြုံတွေ့နေရတဲ့မိသားစုတွေအနေနဲ့စခန်းတာဝန်ရှိသူတွေစီတွားရောက်အကြောင်းကြားရင်တော့တန်နိုင်တဲ့ဘက်ကစီစဉ်ပေးဖို့စဉ်းစားထားရလို့လည်းကြားသိရပါဗျ။လက်ရှိအချိန်မှာတန်နိုင်ငံလုံးတပြည်နယ်လုံးကပြည်သူတွေအားလုံးခက်ခဲနေကြတဲ့အချိန်ဖြစ်တာကြောင့်အကူအညီတောင်းဖို့မဝင်ရဲပေမဲ့စစ်ပေးဆောင်တွေကအချိန်ကြာလာလေမျောလင့်ချက်မဲ့လာလေဖြစ်နေရကြောင်း တန်နိုင်တဲ့ဘက်ကဆက်လက်ကူညီပေးကြဖို့စစ်ဆောင်စခန်းတာဝန်ခံကစစ်ပေးဆောင်တွေကိုစားတောင်းဆိုပါတယ်။လေဝါဆိုင်စီလင်းဇတ်ဒင်းဂရုမလေဝါမ်ဇမူစီဇူပပါချီချီမတုမဆရာမတနာမဖိုင်ကျနေဆမ်နီနော်ဒီနံလူဝဲဆန်တီကောနာယီအာနော်ဂရုမြောင်ရှေအန်ချီနီဖောင်းလမ်သမတ်စင်ဂျီနာရဲမူမူမတာလာနော်မာဂရုမလာဒီယောင်ဝမ်ဒဲရခကဲစင်ယမ်ဒေါနာလွန်လွန်နူတာငုနာမစီချီ စစ်ပေးဆောင်ပြည်သူတွေအနေနဲ့ Waffle Program ကထောက်ပံ့ပေးတဲ့လစဉ်ထောက်ပံ့ရိတ်ခံငွေတဦးကိုကျပ်3တန်းဝန်းကျင်ရရှိနေကြတာဖြစ်ပါတယ်။ထောက်ပံ့ရိတ်ခံငွေ80ရာခိုင်နှုန်းရရှိတဲ့သူတွေကတော့တာမန်လူတွေဖြစ်ပြီးတရားရာခိုင်နှုန်းရရှိတဲ့သူတွေကတော့တကြီးရွယ်အိုတွေ၊မတန်ဆွမ်းတွေ၊နာတာရှည်ဖြားနာသူတွေနဲ့တခြားမိသားစုတွေထက်ပိုမိုခက်ခဲတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။စခန်းအတွင်းရှိပြည်သူတွေရဲ့ကျန်းမာရေးအတွက် KBC အတင်းချုပ်ကျန်းမာရေးအဖွဲ့ကနေ တလကိုနှစ်ကြိမ်လာရောက်စစ်ဆေးပြီးလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့တကူရည်တန့်ရှင်ရေးကိစ္စတွေကိုဟောပြောတာအသိပညာပေးတာတွေနဲ့ကုညီကုသပေးတာတွေရှိလို့အဆင်ပြေတယ်လို့လည်းစစ်ပေးဆောင်တွေစီကသိရပါဗျ။အခုလိုလက်ဆင်ရိခါ၆ပတ်ငွေကိုမရတဲ့သူတွေကတော့ Minor KBC စစ်ဆောင်စခန်းတစ်ခုထဲမှာကတပီနယ်လုံးရှိအနာမသိခင်နှစ်တွေကတည်းကစစ်ဆောင်ခဲ့ကြတဲ့စစ်ဆောင်စခန်းကစစ်ဆောင်ပြည်သူတွေအားလုံးဖြစ်တယ်လို့စုံစမ်းသိရှိရပါဗျ။ကမ္ဘာစံနယ်ရိခါအစီအစဉ် WFP မှာ ရန်ပုံငွေမလုံလောက်တာကြောင့်လာမယ့်ဧပြီလကစပြီးမြန်မာနိုင်ငံအတွင်းကလူဦးရေတန်းအတွက်ဇာနရိတ်ခါအထောက်ပံ့တွေရဆိုင်တော့မယ်လို့မတ်လ14ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်ပမောနဲ့မွန်းရင်အကျဉ်းထောင်တွေမှာရံဆွဲမှုနဲ့နှစ်ရှည်အကျဉ်းချနေသူတွေကိုစစ်ကောင်စီကလက်နက်တပ်ဆင်ပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဆိုပါတယ် ကချင်ပြည်နယ်မှာရှိတဲ့ဗမောနဲ့မွန်ကြီးအကျန်းထောင်တွေမှာရာဇဝမှုနဲ့နှစ်ရှိအကျဉ်းချနေသူတွေကိုလက်နက်သက်ဆင်ပေးပြီးထောင်ခံစစ်ကင်းဆောင်တာနဲ့ဒေါ်လာရေးတပ်တွေကိုတိုက်ခိုက်ဖို့စစ်ကောင်စီကအသုံးပြုနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။ကချင်လူလတ်ရေးတမတော် KIA နဲ့ဒေါ်လာရေးတပ်တွေတိုက်စစ်ဖော်ဆောင်နေတဲ့ဒေသအတွင်းမှာရှိတဲ့ဗမောအကျဉ်းထောင်နဲ့မွန်ကြီးအကျဉ်းထောင်တွေမှာရာဇဝမှုတွေနဲ့နှစ်ကြီးချနေတဲ့အကျဉ်းသားတချို့ကို စစ်ကောင်စီကလက်နက်တပ်ဆင်ပေးနေရလို့ PPNM ကမတ်လ14ရက်နေ့မှာထုတ်ပြန်ချတာပါ။အဲဒီနှစ်ကြီးအကျဉ်းသားတွေကိုထောင်ခံစစ်ကင်းလုံခြုံရေးစောင့်ခိုင်းတာစစ်ကောင်စီတပ်ကိုလာရောက်တိုက်ခိုက်တဲ့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီနဲ့အတူပူးသွေးခုခံမှုတွေလှုံ့ဆော်ဖို့စေခိုင်းမှုတွေရှိနေတယ်လို့ PPNM ကပြောပါရယ်။ မောတော်ဝင်ရောက်တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာအကျဉ်းသားတွေကိုအသုံးပြုတာမျိုးရှိရဲဆိုတာမျိုးကျွန်တော်တို့သိထားတာမျိုးရှိပါတယ်ခင်ဗျာအဲမုံရင်ထောင်ကတော့တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတော့မရှိတော့ညာလည်းပဲလက်နက်ကင်ကင်းဆောင်နေရတဲ့အခြေအနေမျိုးတွေရှိရဲပေါ့ကင်းကြချိန်တွေမှာတော့တာဝန်ကျတဲ့အခါမျိုးမှာတော့လက်နက်ကင်မျိုးမှာတိုက်နေရတဲ့အခြေအနေမျိုးတွေရှိပါတယ်ဗျာ ကြောင့်အပင်စစ်စီကံရေးစီကံပေါက်ဖြစ်မှုတွေကြောင့်အကျဉ်းတော်တွေဖန်စီချတဲ့စစ်သားနဲ့ရေးတပ်ဖွဲ့ဝင်တွေကိုလည်းလက်နက်သက်ဆင်ပေးမှုတွေရှိနေတယ်လို့ PPNM ကဆိုပါတယ်။တစ်လီလုံးစစ်စင်ရေးအတွင်းလွန်ကောထောင်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာလည်းဘိုးအစ်စ်နဲ့အကျဉ်းတော်တွေဖန်စီခံရသူတွေကိုတိုက်ပွဲမှာပါဝင်တိုက်ခိုက်ရင်ချခံနေတဲ့ပြည်တံတွေကိုဖျက်သိမ်းပြီးမူလရာထူးကိုပြန်ပေးတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ PPNM ကဆိုပါတယ်။ တိုင်းမြို့အတွင်းစစ်ကောင်စီတပ်နဲ့ဒေသတွင်းပြည်သူစစ်တွေပေါင်းပြီးစီရေလှုပ်ရှားတာတွေလှုပ်ဆောင်နေပါတယ်။မတ်လ17ရက်နေ့ကလည်းတနိုင်းတကစကစစ်ကောင်စီတပ်ဖွဲ့နဲ့ဒေသတွင်းပြည်သူစစ်ပူးပေါင်းတပ်တွေနောင်ရမ်းချောင်းတလျှောက်ကပြည်သူလူထုတွေလောက်ကန်စားတောက်နေတဲ့လေယာစိုက်ခင်းတွေပဲစီရေလှုပ်ရှားတာတွေပြုလုပ်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKIA တည်တဲ့ပြန်ကြားရေးဌာန တည်င်းအစစ်စင်ကနေမတ်လ12ရက်နေ့ကဖော်ပြထားပါတယ်။ဒါအပြင်ဒူးကောင်းရက်ွက်ကဥကြောခိုင်ဆိုသူနဲ့အတူ ပြည်သူ၃ဦးကိုဖမ်းဆီးသွားပြီးမတ်လ12ရက်နေ့ကပြန်လည်လွတ်ပေးလိုက်ပေမဲ့ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာမသိရှိရဘူးလို့ဆိုပါတယ်။လက်ရှိအချိန်တနိုင်းမြို့အတွင်းပြည်သူစစ်တပ်ဖွဲ့ကနေဖမ်းဆီးတာတွေအပြင်စေရေးလှုပ်ရှားတာတွေထူးခြားလှုပ်ဆောင်လာတဲ့အတွက်ဒေတာခံပြည်သူတွေစိုးရိမ်နေကြတယ်လို့လည်းဖော်ပြထားပါတယ်။တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ KIA တိုင်ရင်14ရဲ့ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေကနေမတ်လ6ရက်နေ့ကတပြိုင်နက်တည်းတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ဝါရဆုပ်ပြည်သူစစ်တပ်ဖွဲ့ရဲ့ Telegram Channel ကနေသတင်းဖော်ပြထားချက်အရသိရပါတယ်။လက်ရှိအချိန်မှာတော့တနိုင်မြို့နယ်လီတိုလက်မပေါ်ရှိဝါရဆုပ်ကျေးရွာအနီးမှာပြည်သူစစ်တွေနဲ့ KIA တို့ကြားတိုက်ပွဲတွေဖြစ်ပွားလာနေရလဲတွေ့ရပါတယ်။ကချင်ပြည်နယ်အတွင်းကအင်အားကြီးနဲ့နေချားဆောင်တပ်ဖြစ်တဲ့ဦးစခုံတင်ရင်ရဲ့အထူးဒေသတစ်ခုလုံးကို KAPDF ပူပေါင်းတပ်ဖွဲ့တွေက2024နှစ်ကုန်ပိုင်းလောက်မှာအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။လက်ရှိအချိန်မှာဗမော်မြို့တိုင်းတိုက်ပွဲဆင်နွှဲနေတာပါ။ကချင်ပြည်နယ်အတွင်းအမျိုးသမီးတပ်ဖြတ်ခံရမှုတွေပုံမူတိုးနေတာကြောင့်အမျိုးသမီးတွေရဲ့လုံခြုံရေးကိုချိမ့်ချောက်နေတယ်လို့လူအခွင့်အရေးအဖွဲ့တွေကဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းအမျိုးသမီးတပ်ဖြတ်ခံရတာတွေပုံမတော်လာနေပြီးတပ်ဖြတ်မှုမှာပါဝင်နေသူတွေကိုဒီကနေ့အထိမသိရတဲ့အတွက်တာဝန်ခံမှုကင်မရာနဲ့အမျိုးသမီးတွေရဲ့လုံခြုံရေးကိုထိန်းချုပ်မှုတွေဟာဆက်တိုက်တည်ရှိနေတယ်လို့ကချင် Human Rights Watch KHRW ကထုတ်ပြန်လိုက်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ထိန်းချုပ်မှုနဲ့အမျိုးသမီးတွေအပေါ်အကြံပေးမှုတွေကချက်ချင်းအရေးယူမှုတွေလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်လို့လည်းဖော်ပြပါရှိပါတယ်။မတ်လတရနေ့ကနေ9ရက်နေ့အတွင်း အမျိုးသမီးတုံးကိုတပ်ဖြတ်ခံခဲ့ရပြီးတပ်ဖြတ်ခံရသူတွေခြေကအတူကတော့မရှလတရဲ့နေနေမှာရှိနေချင်းအမျိုးသားတူကဒါနဲ့ဝန်ခုတ်သွားတာဖြစ်ပါတယ်။ကလေး၅ယောက်မိခင်တူကိုအမည်မသိသူကနေတပ်ဖြတ်ပြီးမြချင်းနာမျိုးဉ္ဇံတုံရက်ကအမတ်၆ကျောင်းရှိအမိုက်ဖြစ်တဲ့နေရာမှာ စွန့်ပစ်ထားခဲ့တဲ့ရုပ်အလောင်းကိုမတ်လ၄ရက်နေ့ကတွေ့ရှိခဲ့ပါတယ်။ဒါအပြင်ဝိုင်းမော်မျိုးအမတ်၅ရက်ကွဲကအမျိုးသမီးတဦးလည်းနေမှာရှိတဲ့အချိန်မတ်လ၅ရက်နေ့မှာတပ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ 2025ခုနှစ်နှစ်လကျော်အတွင်းအမျိုးသမီးတွေတပ်ဖြတ်ခံရတဲ့အချင်းအရာကိုကြည့်ချင်အဖြစ်အမျိုးသမီးတွေရဲ့လုံခြုံရေးဟာစိုးရိမ်ရေးမှာကိုရောက်ရှိနေပြီဖြစ်တယ်လို့အမျိုးသမီးတွေအတွက်အကာအကွယ်ကင်းမဲ့မှုကိုမိမောင်းထူပြနေတယ်လို့ KHRW ကမတ်လ10ရက်နေ့မှာထုတ်ပြန်ကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကချင်းပြည်နယ်လုံးမှာအမျိုးသမီးနှုတ်အပါအဝင် အမျိုးသမီးငယ်ငါးဦးတပ်ဖြတ်ခံခဲ့ရပြီးအမျိုးသမီးငယ်၃ဦးကိုတပ်ဖြတ်သူတရားခံကိုဖမ်းဆီးရမိခဲ့ပေမဲ့ကြာအမျိုးသမီးနှစ်ဦးကိုတပ်ဖြတ်သူတွေကိုတော့အခုထိမသိရှိရသေးဘူးလို့သိရပါတယ်။မြမအမျိုးသမီးတမကာ BWU ရဲ့ဖော်ပြချက်အရစစ်ကောင်စီကရာဇဝမှုနဲ့လူသားမျိုးတွေရအပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေအပါအမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုနေမျိုးစုံနဲ့ကျူးလွန်နေတဲ့အတွက် ဒီနေ့ဇန်နဝါရီလအတွင်းကချင်ပြည်နယ်အတွင်းမှာတေဆုံးသူအမျိုးသမီး၄ဦးရှိပြီးဖေဖော်ဝါရီလအတွင်းမှာတော့တေဆုံးသူ၆ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာပြည်မြောက်ဖြားပိုင်းကချင်ပြည်နယ်ပူတော်ခိုင်တဲကရေခဲတောင်ဒေသတွေကိုကြီးသွားလာရောက်မှုအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ပူတော်ခိုင်ထဲကရေခဲတောင်ဒေသတွေကိုခရီးသွားလာရောက်မှုဟာအခုနှစ်ခရီးစဉ်ကာလရောက်နေပေမဲ့ မရှိသလောက်ညှော်နေနေရလို့ဆိုပါတယ်ပြီးခဲ့တဲ့နှစ်တွေကအခုချိန်လောက်ဆိုရင်ရေခဲတောင် တက်တဲ့အဖွဲတွေနည်းများမဆိုရှိပေမဲ့ဒီနှစ်မှာတော့ရေခဲတောင်တက်ခရီးသွားတွေမရှိသလောက်ဖြစ်နေရလို့ရေခဲတောင်ခရီးသွားဝန်ဆောင်မှုပေးတဲ့ဒေတာခန့်တူကမစ္စနာတည်တင်းချန်နယ်ကိုပြောပါတယ်တော်လေးနေရတော့လေ yeah ဒီကနေ့ပြည်တော်မှာအခုချိန်လောက်ဆိုပါဒီနေ့ကိုဒီငါးဆယ်ပွဲလောက်ကတော့တက်ဖြစ်တော့ဒီနေ့ကတော့ မရှိတော့ပဲကိုဝါတကံကြီးစင်နေရမှာပဲဘယ်လိုလာမလဲမသိဘူးအခုဆင်ပြီးတော့အဲ့လိုဖိတ်သက်ထားရောမရှိသေးဘူးနစ်စင်နေတိုင်းခရီးသွားရသည့်ရောက်ရင်ရေခဲတောင်တက်ပိုးဆောင်တဲ့အဖွဲတွေဘက်ကခရီးစဉ်ထွက်မဲ့ရက်တွေကိုလူမှုကွန်ရက်ဆာမျက်နှာမှာတင်ထားရကနေတဆက်ချိတ်ဆက်ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေကဆိုရင်တကြံကာလအတွက်ခရီးစဉ်ချိတ်ဆက်ဆောင်ရွက်မှုတွေရှိပြီးသွားပြီဖြစ်ပေမဲ့ဒီနှစ်တော့ချိတ်ဆက်မှုတွေမရှိသလောက်ဖြစ်နေရလို့ဆိုပါတယ်။ အခုလိုခရီးသွားလာရောက်မှုနှဲပွားသွားတာဟာနိုင်ငံရေးအခြေအနေကြောင့်မလာရဲချက်သလိုဒေတာတွင်းကုန်စည်နှုန်းနဲ့လေယာဉ်စိမ့်တွေကလည်းငကောအထက်ပုံမမြင့်သက်သွားတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်တယ်လို့သိရပါဗါးအရင်ကဒီလိုအချိန်ကာလတွေမှာပူတော်ဒေတာခန့်တွေအလုတ်ကိုစီနဲ့မအားလာချက်သလိုရေခဲတောင်ပို့ဆောင်တဲ့သူတွေလည်းရေခဲတောင်ခရီးစဉ်တွေကိုအခောက်ခောက်အခါခါတွားနေရပေမဲ့အခုတော့အချိန်နဲ့အမျိုးမျိုးကြောင့်လာရောက်လဲပတ်သူမရှိသလောက်ဖြစ်သွားတယ်လို့ဆိုပါတယ် ဒီနေ့ခရီးစဉ်ကာလအတွင်းတောင်တက်ခရီးစဉ်သွားတာတွေမြင်တွေ့ရတာမရှိဘူးလို့ပူတော်ဒေတာခန်တူကလည်းဒေတာအတွင်းခရီးသွားဝန်ဆောင်မှုအခြေအနေကိုပြောပြပါတယ်ဒီကတော့တို့လေးလေးသွားတယ်အတိအကျတော့ဟောတယ်နိုင်ငံရေးချေတယ်မင်းမသက်ဖြစ်တယ်နောက်ပြီးအုံစင်းလုံးကတော့ဘုန်းတော်အဲ့ဒီကိစ္စကြောင့်ဖြစ်နေတယ်နေအခုဒီကိစ္စတော့ကြောက်ကြတော့အုံစင်းလုံးကအားများသွားတယ်ဒီနေ့ကသူတော်မှာလည်းမကူတဲ့လုံးတက်တယ်ဆိုတော့လေလေရင်ခလည်းမြင့်တက်ပြီးရန်ကုန်ကနေလာမယ်ဆိုရင် အတော့ပြန်16သိန်းနီးပါးရှိတဲ့အတွက်ရေခဲတောင်တက်ခရီးစဉ်အပါဆိုရင်တဦးကိုအနည်းဆုံးသိန်း90နီးပါးကုန်ကျနိုင်တဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။ဘူတာဝဒေတာကရေခဲတောင်ခရီးစဉ်တွေကိုရန်ကုန်မန္တလေးလိုမြို့ပြတွေဘက်ကအလဲလာတာများတယ်လို့သိရပါတယ်။ဒီနောက်ပိုင်းလေရင်ခရီးစဉ်နဲ့ဈေးနှုန်းအပြောင်းလဲတွေကြောင့်လဲလာရောက်ဖို့အခက်တွေ့တာတွေရှိပြီးလက်ရှိမှာရန်ကုန်ဘူတာဝဒတိုက်ရိုက်လေရင်ခရီးစဉ်မရှိဘဲမန္တလေးကနေတဆင့်လာနေရတာလို့ဆိုပါတယ်။ နေ့တုန်းကနဲ့စာရင်လည်းခရီးသွားလာရောက်မှုအတော်လေးကျော့နေသွားတာနဲ့ခရီးစရိတ်တွေလည်းကွာဟသွားသလိုပူတာဝတိလာရတဲ့လမ်းကြောင်းကလည်းခက်ခဲသွားတဲ့အခြေအနေရှိရလို့ဒီခဲတောင်တက်ဝန်ဆောင်မှုပေးတဲ့ဒေတာခန်ကပြောပြပါဗျာ။ဒီအများကြီးကွာသွားတယ်။နောက်တစ်ခုကဒီလမ်းကြောင်းပေါ့လေရင်ကလည်းဟိုတစ်ဘက်မှာနေရပြရှိလာရင်တော့ရန်ကုန်ကနေတရရရှိပဲမန္တလေးကနေပဲရှိတာအဲလိုမျိုးကြီးပဲဖြစ်တော့ဒါရရကြီးတော့နည်းနည်းအခက်အခဲလေး ဖြစ်သွားတော့ပေါ့ဒီပုံမှန်တော့ keep on လုပ်ငန်းကတော်တော်လေးဆက်နေပြီဖြစ်နေရောညိုးရောပုံမှန်နေထားပါပဲဒါမျိုး keep on မရှိပြီးအောင်ပေါ့အဲ့လိုဒါအပြင်ရေခဲတောင်တက်ခရီးစဉ်တွေမှာဆိုင်ကယ်တွေအသုံးပြုရတဲ့အတွက်ဒေတာတွင်းကုန်စည်နဲ့စက်သုံးစီဈေးတွေမြင့်တက်သွားတာကလည်းတောင်တက်ခရီးစိတ်တွေပိုပြီးမြင့်တက်သွားစေတယ်လို့ဆိုပါရယ်လက်ရှိအချိန်ရေခဲတောင်တက်ဖို့လေရင်လက်မှတ်ဖို့နဲ့တဲခိုဈေးတွေအပါ ရေခဲတောင်တက်ခရီးစရိတ်တွေနဲ့ပေါင်းရင်တဦးကို7340ကျော်50နီးပါးဖြစ်သွားတဲ့အခြေအနေဖြစ်သွားတယ်လို့သိရပါတယ်။ပူတော်ဒေတာကရေခဲတောင်တက်ခရီးစဉ်တွေကိုရေခဲတဲ့ပွင့်လင်းရာဒီနိုဝင်ဘာလပိုင်းလောက်ကနေရေခဲတွေရှိသေးတဲ့မေလ3ပိုင်းလောက်အထိတွားရောက်လို့ရတာဖြစ်ပါတယ်။လာရောက်လေပတ်သူတွေကိုဖုန်ကန်ရာစီရေခဲတောင်လိုတောင်တွေဘက်ရက်ပိုင်းညအိခရီးတွားအစီအစဉ်နဲ့တွားရောက်ပို့ဆောင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုခရီးတွားကာလမှာလာရောက်သူမရှိဘဲအလုံးမဖြစ်တာကြောင့် ိသားစုဝန်ရည်အတွက်ဝင်ငွေရတခြားလုပ်ငန်းတွေကိုတခြားဒေသတွေဘက်တွားရောက်ပြီးတော့လုပ်ကင်နေရတဲ့အခြေအနေရှိတယ်လို့လည်းသိရပါဗျ။မြစ်ချနာသတင်းချန်နဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာရပတိနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါ ကျမ်းမာချမ်းသာကြပါစေ။